ာကြီးမင်းယူဝင်ရဲ့သူလိုလူအီစာကိုဆရာကြီးရဲ့သူမတူသူများစာအုပ်ကနေကောင်းနှုတ်ဖတ်ရှုတာဖြစ်ပါတယ်ရှင်။အီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။သူလိုလူလွန်ခဲ့သောနှစ်ပေါင်း2500ခန်းကဂရိကျွန်းဆွယ်တွင်မိမိဘရင်မိမိစနစ်ဖြင့်မိမိဖာသာအုပ်စုသောမြို့ပြနိုင်ငံငယ်များထွန်းကားခဲ့သည် ယင်းတို့ထဲတွင်အေသင်းနှင့်စပါတာမျိုးပြနိုင်ငံနိုင်ငံသည်အထင်ရှားဆုံးဖြစ်သည်အေသင်းမျိုးပြနိုင်ငံသားများသည်အလှပကိုနှစ်သက်မြန်နိုးကြသည်လှပသောအဆောက်အုံများနှင့်လှပသော ရုပ်ထုများကိုတန်ဖိုးထားကြသည်စာပေကိုဝါသနာပါကြသည်စပါတာမျိုးပြနိုင်ငံသားများကထိုသို့မဟုတ်ကြသူတို့သည်အထိုက်ခိုက်ကိုနှစ်သက်မြန်နိုးကြသည်လူတယောက်ဖို့စစ်ပွဲ၌ရဲရင်စွာတိုက်ခိုက်နိုင်ခြင်းသည်အမြင့်မြတ်ဆုံးသောအမှုပင်ဖြစ်သည်ဟုခံယူထားကြသည်စစ်တပ်ရာတွင်သူတို့သည် နောက်သို့ဆုတ်ခွာခြင်းမပြုရန်ဥပဒေထုတ်ပြန်ထားသည်အကယ်၍ဆုတ်ခွာခဲ့ပါကထိုသူအားဥပဒေကိုချိုးဖောက်သူဖြစ်၎င်းတရားပေါ်နေသူဖြစ်၎င်းဝိုင်းဝန်းသတ်မှတ်ကြသည်နိုင်ငံအတွက်မတရဲသူနိုင်ငံအတွက်မစွန့်ဝင့်သူဟူ၍အထင်မြင်သေးကြ၏ရှုတ်ချကြသည်ထို့ကြောင့်စပါတာမျိုးပြနိုင်ငံသားများသည်ဥပဒေကိုလေးစားယူသည့်သောအပြင်စစ်မြေပြင်၌မြည်သည့်အခါမှနောက်ဆုတ်ခြင်းမပြုကြငယ်ရွေးရဲနေနေလဲထိုနေရာမှာပင်အသက်ဆွန့်သွားကြပေသည်ဒီအချိန်မှာပင်တနေ့တစ်နေ့ နန်းလူမင်းဖြစ်သောပါရှန်ပြင်ခဲခစ်သည်ဂရိမျိုးပြနိုင်ငံများကိုကျူးကျော်တိုက်ခိုက်ရန်စစ်ကြီးချီလာလေသည်သူသည်အလွန်အင်အားကြီးမားလာသောပါရှန်စစ်တပ်ကြီးကိုဦးဆောင်လျက်တောထက်ထက်တောင်အသွဲအသွဲကိုဖျက်ချော်ချီတက်လာသည်သို့လာစဉ်နန်းနိုင်မင်းတွေ့သည်များကိုလည်းဖျက်ဆီးချေမှုန်းပစ်ခဲ့လေသည်ပါရှန်စစ်တပ်ဖို့ဂရိမျိုးပြနိုင်ငံများသို့ရောက်ရှိနိုင်ရန်မှာ တမ္ပိုပီလေးတောင်ကြားလန်းကိုဖြတ်ကျော်ရပေမည်ထိုတောင်ကြားလန်းသည်အလွန်ကျဉ်းမြောင်းသည်ဒီချက်သည်ဂရိစစ်တပ်များအတွက်အခွင့်ကောင်းပင်ဖြစ်သည်ဂရိမျိုးပြနိုင်ငံများရှိစစ်သည်များဖို့သူတို့ထက်အဆများစွာအင်အားကြီးမသောပါရှန်စစ်သည်များကိုကွင်းပြင်ကျဲ၌ရှင်ပြန်တိုက်ခတ်ရန်မမလွယ်ကူမအောင်မြင်နိုင်ဒီလိုတောင်ကြားလန်းနေရာမျိုးမှာကြံ့ကြံ့ခံကာခုခံတိုက်ခိုက်မှသာလျှင်ရန်သူတို့ကိုတားဆီးနိုင်ပေမည်ထို့ကြောင့်ဂရိမျိုးပြနိုင်ငံများသည်ထိုတောင်ကြားလန်းနေရာမှာ ရန်သူတို့ကိုခုခံတိုက်ခိုက်ရန်အတွက်စပါတန်ဘီယင်ကိုဥဆောင်ဖြင့်ရွေးချယ်လာသည် စပါတန်ဘီယင်အမည်မှာလီယိုနီဒတ်ဖြစ်သည်သူသည်ရဲရင်ဆုံးတိုက်ခိုက်ကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်သည်သူသည်ဂရိလူမျိုးများ၏တာဝန်ပေးချက်အရဂရိမျိုးပြနိုင်ငံများရှိလက်ရွေးစင်စစ်သည်သူရဲကောင်းများနှင့်သူရဲဘော်စပါတန်စစ်သည်သူရဲကောင်း300ကိုဥဆောင်ကတာမိုပီလေးတောင်ဂျာလန်တို့အပြင်းချီတက်သွားသည်ထို့နောက်ထိုနေရာမှနေ၍ရန်သူများအလာကိုစီးကျူးဆောင်ယူနေကြသည် မကြမီဝင်ပါရှန်စစ်တပ်ကြီးသည်တောင်ကြားလမ်းနေရာဤသို့ရောက်ရှိလာသည့်ဤတွင်ပါရှန်မြင်သည့်တရှုံများကိုဆေလွတ်ကာအခြေအနေကိုစုံစမ်းသည်တရှုံများသည်တိတ်တဆိတ်သွားရောက်စုံစမ်းရာစပါတန်ပြည်နှင့်တကွအင်အားနည်းလာသောဂရိလက်ရွေးစင်တပ်သားများကိုတွေ့ရသည်ဂရိတို့သည်အင်အားနည်းတော်လဲအကြောက်ရွံ့မရှိစစ်ပွဲကိုမမှုအချင်းချင်းလက်ဝဲတက်၍၎င်းတဦးဤစဝင်ကိုတဦးကဖြီးတင်၍၎င်းအေးအေးဆေးဆေးတီတီငယ်ငယ်ပျော့ပျော့ရွှင်ရွှင်ပင်ရှိနေကြသည်ထိုကြောင့်ကိုတရှုံတို့ကပါရှန်ပြည်အား ြန်လည်၍တရင်ပို့ကြသည်ဘင်းရန်ပါရှိပါရှန်စစ်သူကြီးတူကဂရိတွေကစစ်ပွဲကိုဘရော့မှမမှုကြဘူးဒီလိုပဲမတိုက်ခတ်ခင်မတိမဲ့မြင်ပြုတ်ပြီးတိုက်တဲ့အခါမှာတော့အသေးသေးတိုက်ခတ်လေးရှိကြတယ်အခုတောင်ကြားလမ်းမှာရှိတဲ့ဂရိတပ်သားတွေကစပါတန်ဘင်းလီယိုနီဒတ်စ်နဲ့သူ့လက်ရွေးစင်တပ်သားတွေပဲသူတို့ကဂရိနိုင်ငံမှာအရေးရင်ဆုံးအတိုက်ခိုက်အကောင်ဆုံးသွေးရဲကောင်းတွေပဲသူတို့ကိုအောင်းနိုင်ဂျန်ဂရိတပ်တွေကိုအလွယ်တကူခြေမုံနိုင်မှာပဲဟုရှင်းလင်းတင်ပြသည် ဒီမြအင်အားနည်းလာသောဂရိစစ်သည်များကသူ၏အင်အားကြီးမားလာသောပါရှန်စစ်တပ်ကြီးကိုခုခံတိုက်ခိုက်မည်ဆိုသည်ကိုပါရှန်ပြင်ကမယုံနိုင်မဖြစ်နိုင်ဟုထင်မိသည်ထို့ကြောင့်သူသည်တမန်တို့ကိုဆေးလွှတ်လိုက်လီယိုနီဒက်စ်ကိုလက်နက်ချရန်ပြောကြားစီသည်ဒီကလီယိုနီဒက်စ်ကပြုံးလျက်ပြန်ကြားလိုက်သည်ကျူးကျော်၏သမားတွေတတ်တည်ရှင်လာခဲ့ကြမကြမီပါရှန်တပ်မှလက်ရွေးစင်စစ်သည်များသည်လီယိုနီဒက်စ်ဦးဆောင်သောဂရိလက်ရွေးစင်စစ်သည်များကိုတိုက်ခိုက်ကြလေသည် တိုက်တိုင်းမှာပင်သူတို့မှတက်လန်သွား၏ဤသို့ဖြင့်သူတို့သည်ဆက်၍ဆက်၍ဖိကာဖိကာတိုက်ကြသည်ဒီလိုဖိ၍တိုက်ကြသည်နှင့်အမျှသူတို့မှအတုံးယုံကြဆုံးကြသည်လီယိုနီဒတ်စ်တို့သည်ကျင်းများသောတောင်ကြားလမ်းတစ်လျှောက်ရင်းငုံမြေကရုတ်လောက်ကကြံ့ကြံ့ခံလျက်ရန်သူတို့ကိုတွန်းလှန်တိုက်ခိုက်ကြသည်မှာကြောက်မက်စွဲကောင်းလာပေသည်နှစ်ရက်မြဆက်၍တိုက်ပြီးသောအခါပါရှန်ပြင်သည်သူ့အားထားဆုံးဖြစ်သောသူ့ကိုရန်တော်တပ်တို့ကိုဆဲလွတ်တိုက်ခိုက်စေသည်သူတို့မှလည်းမအောင်မြင်ကြ ဂရီတို့ဤဓားပြားလံပြားတွင်အသက်ပြောက်ကြလေသည်ပါရှန်စစ်သည်တို့ဤအလောင်းများမှာမြင်မကောင်းရှုမကောင်းတောင်ပေါ်ရပုံဖြစ်နေဤတို့ကပါရှန်ပြင်းနေတကားပါရှန်စစ်သည်တို့သည်မိမိတို့ရှုံးနေတော်မီလောဟူ၍ပင်ဆိုရင်စာပြူလာကြသည်တက်ဆုပ်၍ပြန်ရတော်မီလောဟူ၍ပင်တွေးတော်စာပြူလာသည်ထို့စဉ်ဂရီတို့မျိုးတန်းမှာအဖီယာလက်တီမြင်ရှိသစ္စာပေါက်တူပေါ်လာသည်ထို့သူသည်မိုက်ကန်းသည်ရုံမှသည်လောဘကြီးလွန်သည်ရွှေငွေကိုငန်းငန်းတက်လိုခြင်းထို့ကြောင့်သူသည်ပါရှန်တန်များရှိရာသို့တိတ်တဆိတ်သွားကား ပါရှန်ပြင်ကိုရှောက်ထားသည်အရှင်ဘယန်လီယိုနီးဒန်းစ်နဲ့သူ့တပ်သားတွေရပ်တည်တဲ့နောက်ကျောပိုင်းကိုအရောက်သွားနိုင်တဲ့လမ်းတစ်လမ်းရှိပါတယ်ဒီလမ်းဟာလျှို့ဝှက်တောင်ပေါ်ဖြတ်လမ်းမယ်အရှင်စစ်သည်ချို့ဒီလမ်းကချီတက်ပြီးဘယန်လီယိုနီးဒန်းစ်တပ်တွေကိုနောက်ကနေဝိုင်းထားနိုင်ပါတယ်ပြီးတော့ရှေ့နာမျက်တိုင်သူတို့ဘာတတ်နိုင်ပါလဲဒီလမ်းကိုကျွန်တော်မျိုးကောင်းကောင်းသိပါတယ်အရှင်ကသာကျွန်တော်မျိုးကိုရွှေရင်ငွေတွေပေးသနာချီးမြှင့်မယ်ဆိုရင်ဒီလမ်းကိုကျွန်တော်မျိုးပြသပေးပါမယ်ရှင်ထိုကပါရှမ်းပြင်သည်လည်း ဝမ်းသာမဆုံးဖြစ်သွားလေသည်လီယိုနီဒတ်စ်တို့ကိုရှေ့မှ၎င်းနောက်မှ၎င်းညှက်၍တိုက်နိုင်တော့မည်ဒီလိုဆိုရင်ဂရီတို့ခံနိုင်တော့မည်လို့သူသည်တင့်စပောက်တို့ကိုချက်ချင်းပင်ရွှေငွေများပုံပေး၏လျှွက်ဝက်တောင်ပေါ်ဖြန့်လန်းကိုပြစေသည်ထို့ပြင်ပါရှန်လက်ရွေးစင်တပ်သားအများများတို့သည်လီယိုနီဒတ်စ်တို့၏နောက်ကျောပိုင်းသို့ရောက်ရှိသွားကြလေသည်လီယိုနီဒတ်စ်သည်မိမိတို့တစ်စာဖောက်ခံရပြီဖြစ်ကြောင်းသိရှိရသောအခါရင်နာမဆုံးဖြစ်မိသည်တို့ရာတွင်မတက်နိုင်တော့ပြီသူသည် သူတပ်သားများကိုနှစုခွဲလာသည်ပထမစုတွင်တပ်သားဥယျာဉ်များပြားပါဝင်စေသည်ထိုစုသည်နောက်ကျောတွင်ရောက်ရှိနေသောရန်သူများကိုတိုက်ခိုက်ရန်ဖြစ်သည်ဒုတိယစုတွင်သူနှင့်သူ့ရဲဘော်စပါတန်300ပါဝင်စေသည်သူတို့သည်ရှေ့ပိုင်းမှတရကြမ်းဝင်ရောက်တိုက်ခိုက်မည်ရန်သူများကိုခုခံတိုက်ခိုက်ရန်ဖြစ်သည်သူတို့မှအချင်းမလားမိတို့ပင်ကြိုးပမ်းစည်းကမှုရန်သူတို့ကိုတွန်းနှံနိုင်မည်မဟုတ်သူတို့ကြဆုံရပြီတော့မည်တို့ရရင်တို့တို့ဒီအနိုင်မခံအရှုံးမပေးတို့ကြဆုံခြင်းဒီအချင်းဤမဖြစ်စေရ သူတို့အချိန်ဆွဲ၍တိုက်ခိုက်နိုင်သည်နည်းအမျှဂျန်ဂရီတက်များဖို့စစ်ပြင်ခြင်းအင်အားစုခြင်းပုံမရရှိနိုင်သည်ဖောက်ပါလောထို့ပြင်သူတို့၏စိတ်ဓာတ်ကိုစန္ဒမူနာယူကဆက်လက်ကြိုးပမ်းပါကဂရီလူမျိုးများသည်ယခုရှုံးတော်လဲနောက်ခါပြန်လဲအောင်ပွဲဆင်နိုင်ပြီထို့မှတစ်ပါးစပါတာနိုင်ငံ၏ချမှတ်ထားသောဥပဒေကိုလေးစားယူသည်သောအားဖြင့်သူတို့သည်နေရာမှမဆုတ်ခွာဘဲအသေးခံကြရမည်ဖောက်ပါလားနောင်လာနောက်သားများအတွက်ဆန္ဒမူနာပြခဲ့ရမည်ဖောက်ပါလားတို့ပြင်လီယိုနီဒတ်တို့သည် ရန်သူတပ်သားများ၏ရှေးနောက်ညှက်ဘူးညှက်ပိတ် တိုက်ခိုက်ခြင်းကိုစွမ်းကုန်တွန်းလှန်တိုက်ခိုက်ကြသည့်ရန်သူတို့မှတယောက်ပြီးတယောက်ကြဆုံးကုန်ကြ၏ထို့အတူလီယိုနီဒတ်တို့ဘက်မှလည်းတယောက်ပြီးတယောက်ကြဆုံးကြသည့်ရန်သူများမှကြဆုံးတော်လဲအင်အားကြီးသဖြင့်တပ်သားအသင့်များအသည့်အသည့်ဖြစ်တင်းနိုင်ကြသည်လီယိုနီဒတ်တို့မှမူအသည့်အသည့်မဖြစ်နိုင်ရှာတို့ရရင်သူတို့သည်အလျှော့မပေးကြ ရှိသမျှလူရင်အားဖြင့်ပင်လှံများကြိုးသည့်အထိထိုးကြသည်ဓာများကြိုးသည့်အထိခုတ်ကြသည်နောက်ဆုံးလက်နံများမရှိသောအခါလက်သည်ဖြင့်ထိုးကြသည် ခြေဖြင့်ကန်ကြောက်သည်တွားဖြင့်ကန်ကြသည်ရင်းတို့အနိုင်မခံရှုံးမပေးတိုက်ခိုက်ရင်ပင်လီယိုဒီနက်စ်နှင့်တကွာသူ့ရဲဘော်တပ်သားများကြဆုံတွားကြပေသည်တယောက်မကျန်အားလုံးကြဆုံတွားခဲ့ရှာပေသည်လီယိုနီဒတ်တို့ကြာဆုံးသွားတဲ့ပြင်ပါရှန်တို့သည်ဂရိလူမျိုးများပေါ်အောင်ပွဲရသွားလေသည်တို့ရရင်သူတို့၏အောင်ပွဲမှာ မှတ်တာရှိပြီ။ဒီနေ့ခန့်အတွင်းမှာပင်ဂရီတို့သည်ကြာဆုံးလေပြီးတော့လီယိုနီဒပ်နှင့်သူ့ရဲဘော်များ၏စိတ်ဓာတ်ကိုစံနမူနာထားကပါရှန်တို့ကိုပြန်လည်တိုက်ခိုက်ကြသည်။သူတို့သည်ကြီးကြောင်ရေကြောင်နှစ်ရက်စလုံးမှာပင်ပါရှန်တို့ကိုခြေပုံးထိုင်ခဲ့ကြသည်။ကျူးကျော်သူများကိုအမိမြင်မှပြီးပိုင်မောင်းထုတ်နိုင်ခဲ့ကြသည်။စစ်ပွဲများပြီးဆုံးသောအခါဂရီတိုသည်လီယိုနီနက်စ်နှင့်သူ့ရဲဘော်များကြဆုံရာတာမိုဘီလေးတောင်ကြားလမ်း၌ချင်းသစ်ရုပ်ထုကြီးတစ်ခုကိုကြောက်သားဖြင့်ထုလုပ်ထားသည်။ယင်းသည့် ခြင်တိပမာတိုက်ခိုက်ခဲ့ကြသောလီယိုနီဒက်စ်တို့အတွက်အထိမ်းအမှတ်ကြောက်ရွံ့ထုပင်ဖြစ်သည်ယင်းခြင်တိကြောက်ရွံ့ထုအောက်တွင်လည်းကြဆုံသူများကိုဂုံပြုသောအပြင်အောက်ပါစာတန်းကိုကြဆုံသူများကပြောကြားလေဟန်ရေးထိုးထားပေသည်။အိုခီးသွားတို့တင်းစပါတာတို့ရောက်ရင်ဒီနေရာ၌ငါတို့သည်စပါတာနိုင်ငံသားတို့ချမှတ်ထားသောဥပဒေကိုယိုသိသောအပြင်အသက်ဆွန့်ခဲ့ကြပါသည်ဟု ပြောပြပါလော။ နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။